တတိမားချမ်းချမ်းခေါ်ခွန်းခွန်းကလိန်ကုံကူးတဲ့အဖွဲ့လေးနဲ့နှစ်ပင်လေးနဲ့တွေ့ပြဿနာတက်နေခွန်ကြီးဝင်ကြီးနဲ့ငါတို့နိုင်ရင်ဘုံမာကြီးဈာနေတွေတာကူးတွေအကုန်တတ်ပြစ်မယ်ဆိုတဲ့ ဆရာဝန်လူသက်သမားဒေါက်တာမြဝိရီတို့ကိုမြင်စေခြင်းကြားစေခြင်းသိစေကြပါတယ်။သတင်းတစ်ခုမှာပေါ့နော်သူတို့ပါလာတယ်ပေါ့အမနာမည်နဲ့ email ဆိုရအဲ့ဒါမျိုးပဲအမသိလိုက်တာအဲ့လိုပေါ့လာပြောချတာပေါ့ဟိုအဲ့ဒါတကယ်လားအမအဲ့လိုစရင်နဲ့ပါတယ်ဆိုတာမျိုးဘယ်လိုပတ်သက်မှုရှိလဲဆိုအမရဲ့တွေ့ကြုံဖြည့်ပြဖို့အမမဝင်လေးဘူးဘာဖြစ်လို့လဲဆိုတာအမမှာဖုံးကွယ်စရာလည်းမရှိဘူးဒီပြင်သစ်က agency တော်တော်များများမင်းပုံစံကိုကြိုက်တယ်ပေါ့နော်ဟိုနိုင်ငံခြားက agency ဆိုလို့ရှိရင်မင်းပုံစံအောင်ဆိုအလူရက်ခေါ်မှာတဲ့အဲ့တော့ကြောင့်ငါမင်းကိုပေါ့နော်ဘဝချိန်ပေးမယ်ပေါ့အဲ့တော့အမက လည်းတိုက်မယ်ဆိုပြီးတော့အမအကို तू ကငါနင့်ကိုပေါ့နော်ငါ့ရဲ့အဝိစာလဲခန်းနဲ့ခေါ်သွားမယ်ဆိုပြီးတော့မှအဲ့အမျိုးသမီးအမကိုခေါ်သွားပြီးတော့အဲ तू ကစတူဒီယိုတစ်ခုတော့ငှားလိုက်တယ်ဒီတစ်ခါကဘာရရမှာလဲဆို तू အင်ဂျီမပါဘူးတဲ့အဲ့လိုအင်ဂျီမပါဘဲနဲ့ရရမယ်ဆိုအမကစဉ်းစားပေါ့နော်အင်ဂျီမပါတော့ဟိုဟိုရင်စိုက်ဘလောက်ရှိလဲပေါ့နော်တကယ်တင်အတုတွေထည့်ထားရလားရင်အတုတွေထည့်ထားရလားပေါ့နော်အဲ့လိုစစ်တယ်တဲ့ဆိုအမလည်းအဲ့တုန်းကနားမလဲဘူးကွာတိလားသူတို့စီးမြင်နေအမနားမလဲဘူး မာတို့မြမပြီမိပါရရင်ကပဲဘူအောင်ဆန်လူသူရဲ့ကောင်းနေမွေးရမင်းဘူအောင်ဆန်ရဲ့သမီးအောင်ဆန်းစုကြည်အရိယာမာကြီးပါဆိုတဲ့ဒေါအောင်ဆန်းစုကြည်မြမပြီကလူငယ်တွေကိုဖိဖိလို့ဖြစ်စေချင်ပါတယ်ဆိုတဲ့ဒေါအောင်ဆန်းစုကြည်ကသူ့မွေးရဲ့သားအလက်ဇန်းဒါအဲရစ်နဲ့ခင်အဲရစ်ကိုဘာကြောင့်နမောတတလောက်တောင်သင်မပေးခဲ့တာလဲ abstain နဲ့ပတ်သက်သည့် email နဲ့ချမ်းချမ်းအမီပါဝင်နေသည့်အပေါ်မပူတူမဟာသွေးရဲ့အထူးသုံးသပ်ချက်ကိုတင်ဆက်ပေးခြင်းပါတယ်။ ်မင်္ဂလာပါမျိုးတို့ရေချမမျိုးတို့မှာလေးပါရှင်ဒီနေ့ပြောမယ့်အကြောင်းကတော့ခုပါချမ်းချမ်းခေါ်ဝမ်းကွမ်းကိုအတူတူသိတဲ့အကြောင်းနဲ့ရခိုင်တကြက်ဆိုရင်ရိုဟင်ဂျာတကြက်ဒန်းနုအင်းပြည်တင်တဲ့အကြောင်းအဲ့ဒီမှာချမ်းချမ်းကောကွမ်းကွမ်းကလိန်ကုံကူးရအဖွဲ့တွေနဲ့နှစ်ပင်လေးနဲ့ပြည်ပြဿနာတက်နေတယ်အားလုံးသိနေမှာချင်းဆိုတော့အားလုံးသိတဲ့ကိစ္စဆိုရင်တော့ကျွန်မမပြောဘဲနဲ့လက်ရှောင်နေအားလုံးမသိတယ်မမြင်တဲ့ရှုထောင့်တစ်ခုပါချမ်းချမ်းဟာတသမီးလေးကိုပြင်ဘာသာလေးကိုထည့်လိုက်တယ်ဒါကြောင့်မို့လို့ကလေးရဲ့အဖေဖြစ်တဲ့ဖုံးပိုက်ကမူလာဘာသာဝင်ဖြစ်တော့တသမီးလေးကိုအတင်းဘာသာကြီးအာစီယုံမီခရီးဘာသာဝင်နဲ့ထည့်လိုက်လို့ကလေးရဲ့အဖေကပောက်ကွဲနေတာမျိုးပေါ့နော် တော့ချင်းချင်းကသူ့ကိုယ်ရဲ့ခရီးရန်ဘာသာဝင် ဖြစ်တဲ့အတွက်သူ့တပည့်ကိုခရီးရန်ဘာသာဝင်ဖြစ်အောင်ခရီးရန်ကိုယုံကြည်အောင်သူစိတ်ယုံနိုင်နေတိတ်တွင်းနိုင်တဲ့အချမ်းချမ်းတော်တယ်ကျမတို့ဒီလေဘုရားဘာသာဝင် ဖြစ်တဲ့အတွက်ကျမမှာဆိုရင်တူလေးတွေရှိရယ်တူမလေးတွေရှိရယ်ကျမတို့ကလေးတွေကိုအဖေအမေတို့မခွန်တက်စင်စကားမပြောတတ်သေးတဲ့အရွယ်လေးကစပြီးတော့ဖခင်အကြောင်းတော်ရှိရောက်လို့ရှိရင်လက်အုပ်ချီပြီးတော့ဥတော်လို့တင်ပေးတယ်။တခြားဘုရားဘာသာဝင်တွေလည်းဒီလိုပဲတချို့အဖိုးအဖွားကြီးမိဘတွေ เนาะအကိုတွေအမတွေအတော်တွေဦးလေးတွေအနေနဲ့ကမိမတို့ရဲ့မျိုးဆက်ကိုဖះเจ้าကနေတွားတဲ့အခါဦးတော်ဦးတော်လောက်ချီတောင်းတင်ပေးကြတယ်ဘာလို့လဲကိုကိုတိုင်းကယန္နာသုံးပါးကိုတက်ဝင်ယုံကြည်ရဲ့ဘုရားဘာသာဝင်ဖြစ်တဲ့အတွက်မိမိတို့ရဲ့တာသမီမျိုးဆက်ကိုလည်းပဲလူမှန်းသိတတ်ကြအရွယ်တွေကဖခင်ကြီးဦးထောက်တောင်းတန်ခါမင်းရဲ့လက်ဥချီတောင်းတင်ပေးကြတယ်။ချမ်းချမ်းဒီလေခရိယဘာသာဝင်ဖြစ်တဲ့အတွက်သူယုံကြည်ရခရိယကိုသူတမီးကိုသူသိမ့်သွင်းနိုင်တဲ့စိတ်ယုံနိုင်တယ်။ဒါဆိုရင် ာလို့မြမပြီးမိပါရိုင်းတော့ပဲဘူအောင်ဆန်းလို့တကယ်ကောင်းနေမွေးရမေးဘူအောင်ဆန်းရဲ့တမီးအောင်ဆန်းစုကြည်အရိယာမကြီးပါဆိုတဲ့ဒေါအောင်ဆန်းစုကြည်မြမပြီးကလူငယ်တွေကိုဖိဖိလို့ဖြစ်စီခြင်းပါလေဆိုတဲ့ဒေါအောင်ဆန်းစုကြည်ကသူ့မွေးရဲ့သားအလက်ဇန်းဒါအဲရီနဲ့ခင်အဲရီကိုဘာကြောင့်နမောတတလောက်တော့တင်ပေးခဲ့တာလေသူသားတကယ်ဘုဒ္ဓဘာသာကိုတဝင်ယုံကြည်တဲ့ဘုဒ္ဓဘာသာဝင်ဖြစ်လို့ရှိရင်သူသားတွေဟာသူ့ရဲ့တွင်နေဆုံးမအောင်အောက်မှာရှိခဲ့တာနော် ုရားဘာသာဝင်တို့ရဲ့သာသမီတီအသက်၄နှစ်အရွယ်တဲ့ကနမောတတနဲ့ဗုဒ္ဓတရားနဲ့ကိစ္စမီးတော့ရက်ဖက်ပူဆောင်တက်ကြတယ်တော်ဆန်းစုကြည်မြမပြည်ကိုပြန်လာပြီးဆက်ဆက်ရှိအကြီးခင်မှာနိုင်ငံရေးပြည်ကြုံစည်းတဲ့အချိန်မှာသူသားတွေကအသက်၁၀နှစ်ကျော်၁၀နှစ်ဆိုတဲ့အရွယ်တည်အနည်းဆုံးတော့နှမောရှစ်ခိုးပါပြီဘုဒ္ဓံထရိုင်းနဲ့ကိစ္စမိဒါတော့နားလည်အောင်သင်ပေးနိုင်ရသူဘာကြောင့်မသင်ပေးခဲ့တာလဲဒီနေရာမှာတော်ဆန်းစုကြည်ကချမ်းချမ်းခုံခွမ်းခွမ်းရဲ့ခြေပြားတော်မမီပဲညံ့ထင်းတော်ကိုတွေ့ရတယ်ဒါကြောင့်မို့လို့ဘုရားဘာသာဝင်တွေအနေနဲ့ကမိမိတို့ရဲ့သားသမီးတွေကိုအမွေပေးဖို့လို့ ောက်တစ်ခုကတော့ရခိုင်တကြက်ဆိုရင်ရိုဟင်ဂျာတကြက်ပဲဒဏ်လူခွင့်ရရစေရမယ်ဆိုပြီးတော့နောက်တော့လည်းအောင်မြင်တဲ့အခါမှာရိုဟင်ဂျာကိုတိုင်းရင်းသားဖြစ်သတ်မှတ်ပေးပါမယ်ဆိုတဲ့အမှုချိန်လူခွင့်ရဌာနကလူခွင့်ရဝင်ကြီးနဲ့ငါတို့နိုင်ရင်ဘောမကြီးဂျာနီလေးတာကူလေးအကုန်တတ်ပြစ်မယ်ဆိုတဲ့ဆရာဝန်လူသက်သမားဒေါက်တာမြောက်ဝီတို့ကိုမြင်စေခြင်းကြားစေခြင်းသိစေချင်ပါတယ် မြန်မာပြည်ရဲ့ပညာရေးကဘာမှသုံးစားလို့မရဘူးမြန်မာစာမြန်မာစကားမြန်မာစာပေကမြန်မာပြည်မှာဘွဲရလေသူများနိုင်ငံမှာပကံစေးရတာပဲဘာမှဆောက်တော့မကြတဲ့ပညာရေးပါဆိုပြီးကိုယ်နိုင်ငံကိုပုံကန်နေတဲ့မြန်မာတွေကိုသိစေခြင်းမြင်စေခြင်းကြားစေခြင်းနဲ့မြန်မာစာနဲ့ လာမှာမဟုတ်ဘူးမြန်မာဖြစ်ပြီးတော့မြန်မာစိတ်ဓာတ်မမွေးနိုင်နဲ့နော်မွေးဝဲကြုံအနောက်နိုင်ငံကိုအထင်ကြီးပြီးကိုယ့်လူမျိုးကိုနှိမ့်ချနေတဲ့လူလဲစားတွေကိုကျွန်မမြင်စေချင်တယ်ရခိုင်တကြားဆိုရင်ရိုးရတဲ့တန်းလူခွင့်ရေးပေးမယ်ဆိုရင်အန်ယူဂျီကလူခွင့်ရေးဝင်ကြီးကိုကျွန်မမြင်စေချင်တယ်သာတို့တော်လည်းအောင်တဲ့အခါမှာဘောမာကြီးချားကိုချားနေတဲ့တာကူကြီးအကုန်တတ်ပြမယ်ဆိုရင်ဒေါက်တာမြဝိကြီးအနေနဲ့သူ့သမီးလေးကို ဒီလိုမျိုးမြမဆာမြမဆာကမြမနိုင်ငံငါတို့နိုင်ငံမြမပြည်ကတို့ပြည်မြမမျိုးကိုချစ်ပါဆိုတဲ့ညှို့ချင်းစိတ်တွေတည်ပြီးရလားကျွန်မသိချင်ပြီလေဟိုလင်းလင်းတို့ချစ်သူဝေလို့ဆိုနေတယ်ဒီလိုပဲသူ့သမီးလေးတွေနာမည်ကိုတော့မေးထားတယ်မေးမြမတစ်တို့မေးမြမခက်တို့ဒါပေမဲ့မြမပြည်ကိုချစ်တာအောင်မြမဆာမြမဆာကကိုချစ်တာအောင်တင်ပြီးရလားဒါဆိုရင်မေးမြန်မာခက်ပေါ်နဲ့မေးအမေရိကန်တစ်မေးအမေရိကန်ခက်နာမည်ပြောင်းတင်တယ်။နော်ကျွန်မအရင်ကပြောတယ် တို့လူမျိုးတွေကလူမန်းတည်တတ်တာစကားပြောတတ်စာရွယ်တဲ့ကဒီမြန်မာနိုင်ငံကငါတို့နိုင်ငံဒီနိုင်ငံကိုငါတို့ပိုင်တယ်ဆိုရင်အတွေးခေါ်ကိုခေါင်းနဲ့ရိုက်ထည့်ပေးထားတာလို့ကျွန်မပြောတယ်။ကျွန်မတို့မြန်မာမှာခလေးတငယ်တွေဘာဖြစ်နေကြလဲ။ဟိုမူဂျိုအရွယ်တဲ့က international school တွေမှာထားကြတယ်။အင်္ဂလိပ်ကျောင်းတွေမှာထားကြတယ်။နိုင်ငံခြားကိုအထင်ကြီးတယ်။တာသမီပေါ်မှာပညာတက်စီခြင်းနဲ့လောဘအရင်ကြီးတယ်။အရင်ကြီးတော့နိုင်ငံခြားကျောင်းတွေထားတော့မြန်မာစာမြန်မာစကားတောင်ကောင်းကောင်းမတက်ကြတဲ့လူငယ်တွေများလာတယ်။ ဒါကြောင့်မလို့လေကျမတို့ကဖုန်တော်ကြီးတဲ့ပညာရေးအကြောင်းဘာကအကြောင်းတွေကိုအားပေးတင်တယ်လို့ပြောတာဖုန်တော်ကြီးတဲ့ပညာရေးအကြောင်းတွေမှာကအတန်းအကြောင်းပညာပြီးနှလုံးသားနဲ့အောင်းနောက်ပေါ်မှာဘာသာရေးအသိတွေသင်ပေးတဲ့ဂျေလိုမျိုးဘာကအကြောင်းတွေကိုကျမတို့ကအားပေးအားမြောက်လုပ်ဖို့လိုတယ်ဓမ္မစကူတွေဆိုလို့ရှိရင်လည်းဒီလိုပဲကျမရှေ့အိမ်တွေကပြောခဲ့ဘူးလေနော်ဓမ္မစကူရေးတိလေးမှာသင်တဲ့ကခလေးတေးသေးလေးတွေကိုသင်ရမှာမဟုတ်ဘူးအခုကအဲ့ခလေးတေးသေးလေးတွေထက်ခလေးကြီးကြီးကြီးတွေနော်အသက်ကြီးပြီးအချိန်မရှိတဲ့ဟိုမြောက်ဒီမြောက်တွေကပုံပြီးတော့အသိထောက်ခံအဝင်နဲ့တယ် ဒါကြောင့်မို့လို့ဓမ္မစကူကိုရင်ကျေးလီမှာတင်နှန်းကိုလေလူရတီကြမှာခလီတွေအတွက်တီးတဲ့ဖွင့်ပေးတာမဟုတ်ဘဲနဲ့စနေတနင်္ဂနွေလိုရုံးပေးရမျိုးတွေမှာလေလူကြီးတွေအတွက်နော်တပတ်ရက်ပြတင်နှန်းတစ်လဆိုပြီးတော့တပတ်တစ်လအဲ့ဒီလိုရက်ပြတင်နှန်းနဲ့ဖွင့်နေပြီးအောင်တင်ကြားပေးဖို့လိုအပ်ပါတယ်ဒီအတွက်လည်းဘတ်ဂျက်လိုအပ်တယ်လိုအပ်တဲ့ဘတ်ဂျက်ကိုဗုဒ္ဓဘာသာဝင်ဤအနေနဲ့ကလက်ရှိကျမတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာမှာအနည်းဆုံး80ရာခိုင်နှုန်းရှိအဲ့ဒီ80ရာခိုင်နှုန်းကတဝက်40ရာခိုင်နှုန်း40ရာခိုင်နှုန်းကိုမှဝေးတိမတက်နိုင်လို့အနည်းဆုံး30ရာခိုင်နှုန်းလောက်က တနည်းကိုငွေ90လောက်ထည့်ဝင်မယ်ဆိုရင်ဒါအနည်းဆုံး3000တောင်တော့ရပါတယ်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကို80ရာခိုင်နှုန်းရှိတယ်အဲ့ဒီ80ရာခိုင်နှုန်းကတစ်ဝက်40ရာခိုင်နှုန်း40ရာခိုင်နှုန်းမှာနောက်တစ်ထပ်ပြီးရှင်းလာအောင်မယ်မြန်မာနိုင်ငံလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့30ရာခိုင်နှုန်းကအခုလိုဓမ္မစုဖို့သင်တဲ့ကျောင်းတွေဖွင့်လှစ်ဖို့ join ရေးကြီးလေးမှာသင်တဲ့ဖွင့်လှစ်ဖို့အတွက်လိုအပ်တဲ့ကုန်ကျစရိတ်နဲ့ budget တွေအားလုံးဗုဒ္ဓဘာသာဝင်တွေရဲ့ဗုဒ္ဓဘာသာအသိဆိုပြီးတစ်ယောက်ကိုလူတစ်ယောက်ကိုတနည်းငွေ90လူတန်းရင်တော့မှ30ရာခိုင်နှုန်းတော့လူတွေရဲ့ငွေအကုန်ပေါင်းရင်တစ်ယောက်ကိုအနည်းဆုံး3000လောက်ရှိတယ် ဲ့ဒီလိုမျိုးလူအားကငွေအားကဝိုင်းဝန်းပြီးတော့တင်ကြပူချဖို့လိုပါတယ် ဓမ္မစကူလေးရင်ကျင်းကြီးမှာတင်းနေကြောင်းနေကိုလေเนาะတချောင်းတကာတာတေဝါတပုတ်ဆန်မဟုတ်ဖဲနဲ့သာသနာရေးနဲ့ရင်ကျင်းမှုဝင်ကြီးဌာနเนาะသာသနာရေးဝင်ကြီးဌာနဝင်ကြီးဌာနရဲ့မဟာနာဆရာတော်ရေးတွေအပူပေါင်းပြီးတော့တည်ကြရတယ်အတည်ညွှန်းညွှန်းတဲ့เนาะကလေးတငယ်အရွယ်ဆိုရင်ဘယ်လိုတည်ညွှန်းညွှန်းတဲ့လူကြီးဆိုရင်ဘယ်လိုတည်ညွှန်းညွှန်းတဲ့ဆိုပြီးတော့တည်ကြတယ်တင်နေနေတဲ့တနိုင်ငံလုံးဖွင့်လက်တင်ကြပြီးတော့မျိုးသားရေးတွေဘာသာရေးအတည်တွေကိုနှလုံးသားထဲမှာထည့်ထားဖို့လိုအပ်ပါတယ်ဒီကြောင့်ကြောင့်ကျွန်မရင်းနေရเนาะနိုင်ငံရေးစီရင်ဘာသာရေးဆိုရင်ကောင်းကြံနေပြောခဲ့မှုတယ်အခုလည်းထပ်ပြောပါတယ်ကိုရီမာကဘုရားဘာသာဝင်တွေအဲ့ဒီလိုလုပ်မယ်လို့ပြောလိုက်တာနဲ့ဟာနင်တို့ဘုရားဘာ သားဝင်နေအဆုံးရောက်တယ်ဆိုတဲ့နာမည်ကြီးကိုအရင်ဥတော်တစိကတ်ကြတယ်အဲ့ဒီမှာမွန်စလင်းနေလူဟင်းကြအမိနဲ့မြမပြီကိုငါတို့ပြီငါနိုင်ငံငါတို့ပိုင်နေမြမစားငါတို့စားပြီးစုမြမနေတာကြတော့မမြင်ချင်အောင်ဆောင်နေကြပါတယ်လိန်ပြမှုကျူးလွန်သူ Jeffrey Epstein ဤလိန်ကုန်ကူးမှုလိန်ကိစ္စရှုပ်တော်ပုံထဲ၌ Moral Agency များလည်းပါဝင်ပတ်သက်နေကြောင်းကို အမေရိကန်အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီမှဒီမိုကရက်များနိုဝင်ဘာ၁၂ရက်တွင် ထုတ်ပြန်သည့် Apple Store နှင့်ပတ်သက်သောအီးမေးလ်အထောက်အထားစာမျက်နှာ၂၀၀၀အရသိရသည့်အဆိုပါဖော်ထုတ်ခဲ့သည့်အီးမေးလ်များအနက်အီးမေးလ်တစ်ခုထဲတွင်မြန်မာမှအဆိုတော်ချမ်းချမ်းဆိုပြီးအမည်တစ်ခုလည်းပါဝင်နေသည်ကိုတွေ့ရသည်၂၀ဆယ်၃ဇန်နဝါရီတရက်ဆွဲဖြင့်ယန်လက်ဘရန်နယ်ဆိုသူက Apple Store စီပို့သည့်အီးမေးလ်တစ်စောင်ထဲတွင်ချမ်းချမ်းဆိုပြီးအမည်ပါဝင်နေခြင်းဖြစ်သည့် အပစတင်းစီပေးပို့သည့်အဆိုပါအီးမေးလ်တွင်ရန်လက်ဘရန်နေကမြန်မာမင်းကလေးရဲ့တပ်ပုံကိုငါမင်းစီပို့ပေးမယ်။သူကတိတ်လာတဲ့မြန်မာမှာနာမည်ကြီးအဆိုတော်ပေါ့ငါသူ့ကိုအမေရိကစီခေါ်လာခဲ့မယ်။အိုဘားမားကမြန်မာကိုသွားမယ်ချန်ချန်က အမေရိကကိုလာမယ်ငါမှကြော်ညာဖို့အစ်စ်အစမ်းတရင်ကောင်းတစ်ခုရှိတယ်လို့ထင်တယ်ဟုရေးသားထားသည်အဆိုပါအီးမေးလ်အရယင်းသည်ယန်လက်ဘရန်နဲ့အပ်ပစတိန်တို့နှစ်ဦးကြားအဆက်အသွယ်ပြောဆိုမှုတစ်ခုမျှတာဖြစ်ပြီးချမ်းချမ်းအမီပါဝင်နေခြင်းနဲ့ပတ်သက်ပြီးယင်းထက်ပိုပြီးတစုံတရာကောက်ချက်ချ၍မရနိုင်ပေ တက်ငယ်လင်ကိစ္စအရှုပ်တော်ဘုံကြီးကိုဖန်တီးသူဖြစ်တယ်လို့မိန်းကလေးငယ်များကိုလိန်ကုံကူးမှုလိန်မိုင်းဆိုင်ရာလွဲသုံးစားလုပ်မှုစသည့်ဆွဲချက်များနဲ့ရင်ဆိုင်ခဲ့ရသည့် Epstein ကတော့2019ဩဂုတ်10ရက်တွင်ရင်ထိမ့်သိမ်းခံထားရသည့်အကျဉ်းခံထဲ၌ကိုကိုကိုကျိုးဆွဲချပြီးတက်တည်သွားခဲ့သည် Epstein ထံအထက်ပါအီးမေးလ်ကိုပေးပို့သူဖြစ်သည့် Jan Lebrunner ဆိုသူကပြင်သစ် Model Scout တဦးဖြစ်ပြီးနိုင်ငံတကာ Model Agency Current Models ကိုဦးဆောင်သူအဖြစ်လူသိများခဲ့ပြီးနှစ် Model Management ကိုတည်ထောင်ခဲ့သူလည်းဖြစ်သည်။ Main game မှာပကဖာပအောင်ဖာနဲ့ PDF တွေကိုပြည်သူလူထုကဆန္ဒပြနေကြတယ်။ဇော်ဝေဆိုးပြောတော့24နာရီပြည်သူတန်ကိုနားထောင်ပါတယ်ဆို။ ပြည်သူကအန်ယူဂျီဆိုရကိုအမလို့အမြဝေဖန်လို့ရှိရင် Facebook ပေါ်မှာစာတီးတချောင်းရေးပြီးပြည်သူကဝေဖန်တယ်ဆိုရင်တော့တိုင်းနယ်ပြည်နယ်မြို့နယ်အသီးသီးမှာ24နာရီစက္ကန့်နဲ့ချိတ်ဆက်ပြီးတော့အမြန်ဆုံးဆောင်ရွက်ပေးပါတယ်ဆိုကျော်ဝေစုပြောခဲ့တာလေဘယ် PD အဖွဲ့ကဘယ်လိုအပြည့်တွေလုပ်တယ်လဲဘယ်လိုအမားတွေလုပ်တယ်လဲပြည်သူကဝေဖန်ထောက်ပြတဲ့အခါ24နာရီစက္ကန့်နဲ့ချိတ်ဆက်ပြီးတိုင်းနယ်ပြည်နယ်မြို့နယ်အသီးသီးမှာအဖွဲ့အစည်းတွေဖွဲ့ပြီးဆောင်ရွက်နေပါပြီလို့ကျော်ဝေစုပြောခဲ့တာ၃နေ့ရှိပြီလေ ချိန်နေကြလို့ကိုပြောတဲ့စကားပုံမြင့်သွားတာလားအခုမင်းသခင်မှာတပုံမယာနဲ့တပုံသားတွေဆန္ဒပြတာက၃ချိန်ရှိပြီးအခုမှပြတာမဟုတ်ဘူးသူတို့ဗစက်ကပြူစောထီးရွာလို့ပြူစောထီးပါလို့မပြောပဲပြည်သူလို့ပြောပြီဆိုတဲ့ကအဲ့ဒီပြည်သူဆိုတာတပုံမယာနဲ့တပုံသားအချင်းခံအားပေးတယ်လေသူတို့ဆန္ဒပြတာ၃ချိန်ရှိပြီးအခုမှဆန္ဒပြတာမဟုတ်ဘူးဇော်ဝေစိုးပြောတဲ့24နာရီစက္ကန့်နဲ့ချိန်ဆက်နေချိန်ဆက်စောင့်ကြည့်နေတဲ့အဖွဲ့ကဘယ်ရောက်သွားလို့လဲစကိုင်းတိုင်းဆိုတာခင်ဗျားတို့ထိတ်ထုတ်ထားတဲ့ data ဆို ောတော့ဇိုင်းတိုင်းရဲ့60ရာခိုင်နှုန်းကိုအန်ယူဂျီဆိုရကထိန်းချုပ်ထားပြီဆိုဒါကြတော့ဘာလို့မမြင်တာလဲဒီပြီးတော့တန်ဘာလို့ခဏတော့နားမထောင်တာလဲနော်အဲ့မှာတို့ဆိုင်ပေါ်လေးတွေကိုင်နေတွေ့လားတို့ပြည်သူတွေထုတ်ခံတဲ့ဒေါ်လာကြီးဟာအာနာယူကိုလမ်းခင်းပေးတာမဟုတ်ဘူးလို့အဲ့မှာဆိုင်ပေါ်ကြီးတွေကိုင်ပြီးဆန်းထားပြတာမမြင်ဘူးလားသောပဲဆိုပြောတဲ့24နာရီစက္ကနဲနဲ့ဆုံးကြည့်ပြီးပြီးတော့တောင်နားထောင်ပြီးဆောင်ရွက်နေတဲ့အခွက်တွေမဲသွားပြီးအိမ်ပြောင်းနေကြတာလေ။ NUG ဝင်ကြီးများတဲ့လေထဲမှာပဲနေမနေပါနဲ့မြေပြင်လဲစီးကြည့်ပါဦးနဲ့နော်။ တေသူဇာနာနဲ့မညီပဲနဲ့လောင်မြီကျုံးပေါ်မှာရွှေမျိုးမောင်းခြင်းအလိုမရှိခရိုနီနဲ့ပေါင်ရွှေမျိုးမောင်းအာနာရှင်လက်သက်အလိုမရှိတဲ့နောက်ဆိုင်ပုံကြီးအကြီးကြီးတွေပဲဇာနာပြနေကြတာပြည်သူတို့ရဲ့အသက်အိုးရင်ဆုံးလုပ်ခက်ပေးဆက်ခဲ့ရတာကတော်လန်စီးပွားသမားတွေချမ်းသာဖို့အတွက်အန်အူဂျီအစိုးရကလုပ်နေတာလားတဲ့နော်ဆိုင်မှာဆိုင်ပုံတွေကမြန်ဆန်းလာပြနေကြတာရွှေမျိုးတိုက်ပြီးချမ်းသာနေတာပြည်သူကတည်ကြတယ်နော်တဲ့မြေပြင်ဆင်းကြီးကအန်အူဂျီတဲ့ တို့ဆန္ဒပြတာ၃ချိန်တော့ရှိပြီတနာပါတယ်ဇော်ဝေဆုံးပြောတော့၂၄နာရီစကနေနဲ့ချိတ်ဆက်ပြီးတော့ပြီးသူအတန်ကိုနားထောင်နေပါတယ်အမြန်ဆုံးဆောင်ရွက်ပေးနေပါတယ်တဲ့ကိုပြောတဲ့စကားကိုကြားလို့မေ့သွားတယ်ထင်တယ်ရှင်မေ့ပေးမယ်ကျမကမမေ့တော့ခက်တယ်နောက်ထပ်တင်တော့ဖောက်ပြင်းမြို့နယ်ကပါကဖတာဝန်ခံတို့တာဝန်ပြကတ်မှုနဲ့ရာထူးကရက်ဆိုင်ခံရပါတယ်တဲ့ဇာတိုင်းဒေတာကြီးဖောက်ပြင်းမြို့နယ်မှာပါကဖတာဝန်ခံဦးပြုံးချူတာဝန်ပြက်ကွက်ပြီးတော့စီမံခန့်ခွဲမှုညံ့ဖင်းတဲ့အတွက်ရာထူးကရက်ဆိုင်ခံရပါတယ် ဒီဗာမုတ်တယ်မြို့နယ်ပကဖလေးကြတော့စီမံခန့်ခွဲမှုညံ့ဖျင်းလို့ရာထူးကဆိုင်းငံ့နေဆိုရင်အန်ယူဂျီကျမ်းမာရေးဝန်ကြီးဇော်ဝင်ဆိုအန်ယူဂျီပညာရေးဝန်ကြီးဇော်ဝင်ဆိုတော်လည်းရေးကတောင်ငူရောက်နေပြီးနောက်နှစ်2024ဆိုရင်နေပြီးတော့ကိုတိတ်မီဆိုပြီးဘယံဗရာပြောခဲ့တာကြတော့ခင်ဗျားတို့ဘာလို့ရာထူးကမဆိုင်းငံ့တာလဲခင်ဗျားတို့အဲ့ဒီလိုပဲမရှိခုနူမလားဆုံးမျိုးဆိုပြီးတော့အောက်ခြေကပကဖပါဖလေးတွေပဲခင်ဗျားတို့ထိုးထွေးနေရလားဟင်ဘာလို့လဲအန်ယူဂျီ ခွင်ကြီးချုပ်မန်းဝင်းခိုင်တန်းပြောတာအန်ယူဂျီကဝေရောက်ဆိုးရောက်ဖိတ်လို့မရပါဘူးတဲ့ဒါကြောင့်မို့အန်ယူဂျီဝင်ကြီးတွေအကုန်လုံးမြန်မာပြည်တွင်းထဲကိုပြန်လာကြပါတဲ့အခု2025ကတလပိုင်းကခေါ်ခဲ့တာအခု17လပိုင်းဖြစ်နေပြီ2025အကုန်ပို့တလပဲကျန်တော့တယ်ဘယ်ဝင်ကြီးတွေဝင်လေးတွေမြန်မာပြည်ထဲကိုပြန်လာပြီးတော့အခုလက်ရှိမြန်မာပြည်မှာရုံးဆိုင်နေတယ်လေဒီကောင်တွေကြတော့တာဝန်ပြက်ကွက်မှုတာဝန်ပြက်ကွက်မှုစီမံခန့်ခွဲမှုညှပ်ပြင်းမှုအဲ့ဒီအမှုတွေနဲ့ဘာလို့ရာသူကမရက်ဆိုင်တာလဲ ရှင်တို့ကဟိုမြင်းနေရလမ်းဆိုင်တယ်ဘကဖာတာဝန်ခံဖောက်မြင်းမျိုးနေရပြုံးချိုကြတော့တာဝန်ပြက်ကွက်လို့စီမံခန့်ခွဲမှုညံ့ဖျင်းလို့ယာတို့ကဆိုင်ရတယ်လို့ပြောတယ်သမရလက်ချိဝါကိုလည်းအမိန့်ထုတ်ပြီးတော့မြမကြီးတွင်းလေးကိုပြန်လာရမယ်လို့ခေါ်တာသမရစကားသမရလက်ချိဝါစကားဘယ်သူကမှခနဲ့ချားတော်မညက်တာကြခင်ဗျားတို့ဘာလို့မဆိုင်ကန်တာလဲဘာလို့အရေးမရှိတာလဲဘာလို့အပြစ်မပေးတာလဲအခု2025တလားပိုင်းစကားအတိုင်းမှာ အန်ယူဂျီဆိုရရုံဖွင့်ပါမယ်မင်ကိုလက်ပြောခဲ့တယ်အခုမဖွင့်နိုင်ဘူးဒါဆိုရင်ဘာလို့တာဝန်ပြတ်ကွက်မှုနဲ့စီမံခန့်ခွဲမှုညံ့ဖျင်းလို့ဆိုပြီးဘာလို့ခင်ဗျားတို့ရာထူးကမဆိုင်နေတာလဲနော်အခုမင်းကမှာဆန္ဒပြရဲဆန္ဒပြတာတွေကဖီမျောတွေစီမံရွှေမျောစီမံကိန်းတွေဖီမျောတိုက်လို့ဆန္ဒပြရဲအဲ့ဒီဖီမျောတိုက်တာတွေကအန်ယူဂျီတယန်ဇာတရေးရဝင်ကြီးရဲ့လက်မှတ်နဲ့တရားဝင်ပတ်တော်လုံးပတ်ကဖ PDF တွေကရွှေမျောလုံနေကြတယ်ဒါအဲ့ဒီတယန်ဇာတရေးရဝင်ကြီးတင်ထုံးအောင်ပြောခဲ့တာတော်လန်ရေးကိုနှစ်နှစ်နဲ့ပြီးတိုင်တယ် တော်လှန်ရေးအခု၄နှစ်ပြည့်လို့၅နှစ်ကျော်ရောက်လာပြီဒီတရားစာတမ်းကြီးရဝင်ကြီးကြတော့ဘာကြောင့်တာဝန်ပြက်ကွက်မှုစီမံခန့်ခွဲမှုညံ့ဖျင်းလို့ဆိုပြီးဓာတ်ထုတ်အောင်မင်းဆိုင်လာတယ်ဖြေကြတယ်ဖြေကြတယ်တောင်းကြတယ်ဘာတဲ့တဲ့ပေါ့စကိုင်းနဲ့ကနေမျိုးနဲ့တရားသူကြီးဖွဲ့ဥက္ကဋ္ဌတော်ပန်ထွားနဲ့မျိုးနဲ့တရားသူကြီးအဖွဲ့ဝင်တွေဖြစ်တဲ့ဥက္ကလုံဥစာမင်းနဲ့ဥပင်လုံတို့၄ဦးကိုတောင်းဝင်ကနေရနာထားပါတယ်ဟိုကနေမှာရှိခဲ့အောက်ခြေက မျက်နှာမွေးကျုံးမွေးမရှိခုံလို့မလားဆုံးယူဒီလိုလူတန်းချားကြီးကျွန်တော်မြင်နေရလမ်းဆိုင်ပြီးယာတို့ကရင်လာတယ်အာဂတိမှုငွေကြွေးလွဲသုံးစားမှုဒါဆိုရင်ဆရာပြေးကတော့ပြူပြူတင်းလို့ Dragon Fly နှစ်ကံ project ကအမေရိကန်ဒေါ်လာ5သန်း body နီးခိုးစားသွားတာကြောင့်ခင်ဗျားတို့ energy ဆိုရတာဘာလို့မဆိုင်နေတာလဲဘာလို့ယာတို့ကမရက်ဆိုင်တာလဲဘာလို့အပြစ်မပေးတာလဲဟွဟွချမမိမိဆရာပြေးကတော့ပြူပြူတင်းလို့အမေရိကန်ဒေါ်လာ5သန်းခိုးသွားတယ်ဆိုတဲ့အကြောင်းကို ဲ့မှာတက်ကောင်မျိုးမျိုးတို့မအိုင်ရင်လို့ပြောရတာသူတို့ဗဇက်ကောင်လေးအမျိုးထွက်ဖះရလေလေကောင်ထွက်နေပြီအဲ့ဒီအတန်ကြီးကြတော့ခင်ဗျားတို့ဘာလို့နားစိတ်မထောင်တာလဲခင်ဗျားတို့ကိုယ်တိုင်ကကြားကြောက်လို့ရှိရင်ဤကိုရှင်ကြီးကြားချက်ဆို animal fan ဖြစ်နေတယ်ဒါကြောင့်မို့ animal fan ဆိုတဲ့အကြောင်းကိုထက်ခါထက်ခါပြောခုလေခင်ဗျားတို့ကစာမတက်တော့အဲ့ animal fan မဖတ်တတ်ဘူးဟိုဟောင်းစီလိုဟောင်းမြက်လောင်မြက်ကြော်လို့ဆိုပို့ဆိုရယ်စာမတက်ပင်မတက်ရှစ်တန်းလောက်တော့မအောင်နဲ့ကောင်းနေဆိုတော့ animal fan လည်းသူတို့ဖတ်တတ်မှာမဟုတ်ဘူးခင်ဗျားတို့မဖတ်တတ်မှာဆိုတော့ကျွန်မ မြမလို့အခင်သားတောင်းဘာသာပြန်ထားတဲ့ချင်းလေးချောင်းတော်လိုက်ရေးဆိုရဲဝတ်ထုရှိတယ်ရှောက်ဖက်ကြည့်လို့ပြောတော့လေပဲညံမမိဘူးတကယ်ခဏတော့အင်းနေမဲ့ဖန်နေတယ်